ါရှင်ဒီကနေ့မှာတော့ try ရဲ့မြမအပေါ်ဆင်နွှဲလာတဲ့ရွန်ရှားပွဲရာစစ်ပွဲအကြောင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒီဆောင်းပါးဟာမြမအရေးသူတည်တီဒေးဗစ်စကော့မေတီဆန်ကအေရှားတိုင်းမှာရေးသားထားတဲ့ဆောင်းပါးလေးဖြစ်ပါတယ် try ကအင်မီရိုတို့တကြော့ပြန်ရောက်ခဲ့ချိန်ကစပြီးကမ္ဘာကုန်သွယ်ရေးစနစ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းကျင့်သုံးလာခဲ့သည့် Liberal နိုင်ငံတကာဝါဒ NATO အဖွဲ့အင်ဂျင်ကနေတာ မက္စီကိုအမေရိကန်လူအစည်းအုံကြီးမှာအစိအပိုင်းတော်တော်များများပါဝင်နေတဲ့ရွှေပြောင်းဝင်ရောက်လာသူများထိတ်တန့်တက္ကသိုလ်ကြီးများတရားရေးစနစ်မီဒီယာများအီလွန်မတ်တို့သာမကလူတဦးတယောက်ရဲ့အခြေခံအသည့်ကွန်မွန်ဆောင်ကိုပါချမ်းသာမပေးဘဲစစ်ကြေညာတိုက်ခိုက်လာခဲ့ပါတယ်။ချွတ်ဟာမြန်မာပြည်ဘယ်နေရာမှာရှိနေလဲဆိုတာကို အရေးတယူလို့လေ့လာမဲ့သူမဟုတ်ပေမဲ့လေသူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကတော့ပြည်ပခကြီးနဲ့နဗန်းလုံးနေရတဲ့မြန်မာကို သူတို့ပြုပြင်ပြောင်းလဲရေးအတွက်ဆိုပြီးလူသားချင်းစာနာထောက်ထားမှုနဲ့ပေးနေတဲ့အကူအညီများပညာရေးအုပ်ချုပ်ရေးပါမကြံစစ်ကြေညာပြီးဖြတ်တောက်ကန့်သက်ပိတ်ဆို့လာခဲ့ပါတယ်။အဲ့ဒီလောက်ရတဲ့ဟာစေအုပ်စုသာအကျိုးရှိရာရှိကြောင်းဖြစ်လာစေခဲ့ပါတယ်။ထရန့်ဆိုရာကမြန်မာကိုပထမဆုံးပြစ်လွှတ်လိုက်တဲ့အမြောက်ဆန်ကတော့နှစ်စဉ်ထောက်ပံ့နေကြမြန်မာလူငယ်များအနေနဲ့အာရှနိုင်ငံများမှာပညာသင်ကြားနိုင်ရေးအတွက်ပေးတဲ့ဒေါ်လာ55သန်းတန်ကြီးရှိတဲ့စကောလာရှစ်ကို အသစ်ဖွဲ့စည်းလာတဲ့အစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဌာန DOGE ကဖြတ်တောက်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုဖြတ်တောက်ပြစ်လိုက်တာကြောင့်ကျောင်းတက်လက်ဆမြန်မာကျောင်းသားတွေပညာရေးတပိုင်းတစားနဲ့တို့လိုတန်လန်ဖြစ်ကုန်ကြပါတယ်။အခုဖြတ်တောက်ခဲ့မှုကိုခြွန်းကအပြုံးရည်မပြတ်55တန်းဆိုတာနေလေပတ်စံနေမဟုတ်ဘူး။ဘယ်ရောက်ကုန်ပြီလဲလို့မိန်ကွန်းထဲမှာထည့်ပြောသွားခဲ့ပြန်ပါသေးတယ်။ခြွန်းကမြန်မာကိုခရူးဆိုင်မဲ့လူမျိုးမဟုတ်ပါဘူး။သူဘာမှတိမထားတဲ့နိုင်ငံကလူတွေဒုက္ခရောက်မဲ့အရေးကို ရည်စရာအဖြစ်သဘောထားတဲ့သူတဦးထံကနေနောက်ထပ်ဘာမှမျှော်လင့်လို့မရတဲ့နမိတ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အာနာရလာပြီးတိတ်မကြမိမှာပဲ။ထရန့်အစိုးရဟာအမေရိကန်ရဲ့နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ USA ကိုတိုက်ခိုက်လာခဲ့ပါတယ်။ဒီအတွက်ဘင်္ဂလားဒေ့ထမ်းရှိမြန်မာဒုက္ခသည်များအဝေးရောက်မီဒီယာများအမျိုးသမီးရေးရအဖွဲ့များအပါအဝင်အဖွဲ့အစည်းပေါင်းစုံကိုကြောင်းဆန်သွားစေခဲ့ပါတယ်။အမေရိကန်အစိုးရစီးရင်စရာများအရ USA ဟာ 2012ခုနှစ်မှာမြန်မာအတွက်ဒေါ်လာ24တန်သုံးဆွဲခဲ့ရာကနေတပြေပြေမြင့်တက်လာခဲ့ပြီး2024ခုနှစ်မှာဒေါ်လာ239.6တန်အထိရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအကူအညီတွေရဲ့ထောက်ဝက်ခန့်ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်ပြီးကြံရှိတဲ့ငွေတွေဟာအုပ်ချုပ်ရေး၊ဒီမိုကရေစီအရေးနဲ့စစ်မှားရေးကဏ္ဍအဆရှိတာတွေအတွက်ဖြစ်ပါတယ်။2025ခုနှစ်အတွက်ဒေါ်လာ259တန်အထိတိုးမြင့်သုံးဆွဲရန်ရထားပြီးသားလည်းဖြစ်ပါတယ်။ အဲ့ဒီအခြေအနေတွေကနေအထောက်ပံ့ပေးမဲ့အစီအစဉ်တွေဖြတ်တောက်ခံလိုက်ရတာကြောင့်ဒုက္ခသည်တွေနဲ့ပြည်တွင်းမှာရှိတဲ့စစ်ဘေးရှောင်တွေကိုကျွေးမွေးဖို့တာဝန်ယူထားတယ်။ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကြီးရဲ့လုပ်ငန်းတွေထိခိုက်သွားခဲ့ရပါတယ်။ HIV ဝေဒနာရှင်တွေလည်းနစ်နာသွားခဲ့ရပါတယ်။မလအတွင်းမှာထရန့်အစိုးရဟာတတိယလိုင်းအဖြစ် VOA နဲ့ RFA တို့ကိုဆက်လက်တိုက်ခိုက်လာတာကြောင့်မြန်မာဘာသာနဲ့ထုတ်လွှင့်နေမှုတွေရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒီမိုကရေစီအရေးအမျိုးသားရံမုံငွေအန်နီဒီပါထိခိုက်ခဲ့တာကြောင့်ပြည်ပအခြေဆိုင်မြန်မာမီဒီယာတွေပါအတိဒုက္ခရောက်ကုန်ကြပါတယ်။ထွတ်အစိုးရကစထုထလိုင်းအဖြစ်ဆင်နွှဲလာတာကတော့ဇွန်လ၄ရက်နေ့မှာတမတရဲ့ကြီးညာချက်ဆိုပြီးခရီးသွားဗီဇာထုတ်ပေးဖို့ပြိပင်ခံလိုက်ရတဲ့နိုင်ငံ၁၂နိုင်ငံစီးရင်မှာမြန်မာပါသွားခဲ့ရပြန်ပါတယ်။ထရန်ကနိုင်ငံသားရေး policy အမျိုးသားလုံခြုံရေးအကြမ်းဖက်ဝါဒတိုက်ဖြတ်ရေးဆိုင်ရာအမေရိကန်ရဲ့ရည်မှန်းချက်များကိုထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်အပေါ်လုံးဝအုတ်တုံကန့်သက်ပိတ်ပင်မှုဆုံးဖြတ်လိုက်တယ်လို့ပြောလာခဲ့ပါတယ်။မြန်မာနိုင်ငံသားတွေထဲမှာ overstay နေတဲ့အရေးအတွက်အတော်များပြားတယ်လို့လည်းဆိုထားပါတယ်။ဒါပေမဲ့ရခိုင်နှုန်းအဖြစ် B1 B2 တိုးရေးဗီဇာရဲ့28.39ရခိုင်နှုန်းကျောင်းသားဗီဇာ FMG မှာ42.1ရခိုင်နှုန်းရှိနေပေမဲ့လည်းအရေးအတွက်အဖြစ်တော့2023ခုနှစ်အတွင်း900ကျော်ခန့်သာရှိပြီး အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင်လွန်စွာနေပါနေပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရចောင်းသားတွေအတွက်ဗီဇာအင်တာဗျူးကိုရက်ဆိုင်လိုက်ပြီလို့လည်းသိရှိရပါတယ်။သူတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကိုစီစစ်စီရာရှိလို့ဆိုပြီးလည်းအကြောင်းပြခဲ့ပါတယ်။ဇွန်လ17ရက်နေ့မှာနာမည်ကျော် Fulbright ပညာသင်စုချင်းမြင်ရေးဖို့အဖွဲ့မှတစ်ခွေလုံးနှုတ်ထွက်သွားခဲ့ရပါတယ်။သူတို့ရွေးချယ်ထားတဲ့ចောင်းသားတွေနဲ့နောက်ထပ်ရွေးချယ်ဖို့ရှိတဲ့ចောင်းသား1200ခန့်ကိုပါ ထရန့်အစိုးရကပြည်ဝင်ခွင့်ညှင်းပယ်လိုက်တာကြောင့်အခုလိုနှုတ်ထွက်သွားကြတာပါအမေရိကန်မှာမြန်မာနိုင်ငံသား2300ခန့်ရှိနေပြီဗမာများအပြင်တိုင်းရင်းသားမျိုးစုံနေထိုင်လျက်ရှိပါတယ်သူတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးเจ้าများခရစ်ယာန်ဘုရားเจ้าများဗလီများရိုးရာအစားအသောက်များရောင်းချတဲ့ဆိုင်များစုံလင်စွာ ရှိနေပါတယ်နေထိုင်ကြသူတွေဟာလေအခြားဘေးအတိုက်အဝန်းကိုမှဒုက္ခပေးနေခြင်းချင်းချောက်ခြင်းမျိုးလည်းမရှိကြပါဘူး။ထရမ့်ဘက်ကမြန်မာပြည်အပေါ်နှိပ်ကွပ်လာတာကြောင့် အမေရိကန်မှာရောက်ရှိနေကြတဲ့မြန်မာအတိုင်အဝန်အကြားအရေးတကြီးဆွေးနွေးစရာအချက်နှချက်ရှိလာခဲ့ပါတယ်။ Trump ကို ထောက်ခံမှုပေးနေခြင်းဟာသူတို့အကျိုးတက်တာမကပဲမိခင်နိုင်ငံအတွက်ပါဘလို့အကျိုးမဲ့ရမဲ့ကြောင့်ဖြစ်လာနိုင်တယ်လေဆိုတာပါ။ Trump ကိုတရုတ်စံကြည်ရေးဝါဒီခရစ်ယာန်ဘာသာဝင် အာနာရှင်တအူးအဖြစ်မှတ်ယူပြီးသဘောကျနေခြင်းဟာအစကတည်းကမိုင်မဲတဲ့ယူဆချက်တစ်ခုဖြစ်နေပါတယ်။ဒါကိုတသက်ပြနိုင်စရာအမြောက်အများထွက်ပေါ်လာနေပါတယ်။ နည်းဆက်ဆုံးအနေနဲ့ဂျိုးဘိုင်နဲ့လက်ထက်က TikTok app ကိုပိတ်ပင်ဖို့ဇန်နဝါရီလ16ရက်နေ့အထိသတ်မှတ်ပေးထားပေမဲ့လည်းထွန်းကတော့ဆက်ပြီးသုံးခွင့်ပိတ်ထားပါတယ်။ဒုတိယအချက်ကတော့ပုံမှုပြင်းထန်ပြီးတက်ရောက်နိုင်မှု ပိုပြီးလဲကြီးမားနေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အခြားတော်လှန်ရေးအင်အားစုများအနေနဲ့2025ခုနှစ်နောက်ပိုင်းနိုင်ငံခြားရေးမူဝါဒဦးစားပေးလုပ်ငန်းတွေကိုအလုံးစုံပြန်လည်စဉ်းစားသုံးသပ်ဖို့လိုအပ်လာခြင်းဖြစ်ပါတယ်။ ထရဟာမြန်မာတို့ရဲ့တော်လှန်ရေးကိုထိထိရောက်ရောက်ထောက်ခံမှုပေးရမယ့်အရေးကနေနှုတ်ထွက်သွားပြီဖြစ်ပါတယ်။ဒါအပြင်ရွေချက်ရှိရှိဖြစ်စေ မတိနားမလဲလို့ဖြစ်စေအရင်ကထက်တောင်ပိုပြီးဆန့်ကျင်လာနေပါတယ်။ထရရဲ့အာနာရှင်လက်သက်ဝါဒဟာစီယုပ်စုအတွက်တက်တောင့်တက်တာဖြစ်လာစေခဲ့ပါတယ်။ထရကဗလာဒီမာပူတင်ခြေချင်းပြင်းတို့နဲ့ဆွေမျိုးပေါက်ဖော်လှုပ်လာမှုဟာလည်းစီယုပ်စုအတွက်အာတာချက်ဖြစ်လာခဲ့ပါတယ်။လောလောဆယ်မှာလက်နက်တင်ပုံမှုလေရင်စီပိတ်ပင်ရေး လုံခြုံရေးကောင်စီများရှုံချရေးတို့ကိုမိထားကြရတော့မယ့်သဘောပါ။ထွန့်ရဲ့မြမအပေါ်စစ်ပွဲဟာသူကျညာသည်ဖြစ်စေမကျညာသည်ဖြစ်စေတနိုင်ငံလုံးအပေါ်အကျိုးသက်ရောက်မှုကြီးမားပြီးဆွေးရတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်လာနိုင်တာကိုကြိုတင်ထည့်သွင်းစဉ်းစားရတော့မှာဖြစ်တယ်လို့ဆောင်းပါရှင်ကရေးသားထားပါတယ်။စစ်ကောင်စီကမြမပြည်တွင်းမှာပြစ်ပခတွေတင်းမာမှုတွေမြင့်တက်လာပြီးအချိန်မရွေးပောက်ကွဲနိုင်တဲ့ကာလတွေကိုရောက်ရှိနေချိန်မှာ မြမလူအဖွဲ့အစည်းတစ်ခုလုံးရဲ့လက်ရှိခံစားနေရတဲ့စိတ်ဖိစီးမှုလွန်ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာပြိုလဲလာနေမှုကိုထပ်မံထိုးနှက်တိုက်ခိုက်ခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ဆောင်းပါးကိုဖတ်ပြီးတဲ့အခါမှာတော့ဒီအခြေအနေမှာငါတို့မှငါတို့ပဲရှိတယ်ဆိုတဲ့စကားအတိုင်းအချင်းချင်းခွန်အားပေးရင်တော်လိုက်ခရီးကို ဆုံးအောင်ဆက်လန်းကြရမှာဖြစ်ပါတယ်ဆိုတဲ့အသည့်ကိုရရှိခဲ့ပါတယ်ရှင်။